အောင်မြင်မှုကိုမကန်စားပဲငငယ်ရွယ်နဲ့ယောက်ျားပြေးဦးခဲ့ကြတဲ့မြို့သမီးနုပညာရှင်၃ယောက်လူဆိုတာတီးချိန်တန်တီးပွင့်ချိန်တန်ပွင့်ဆိုပေမဲ့အချို့ကတော့အမင်းရော်သွားတာတောင်မှတီးချိန်တန်မသိပဲအပြိုကြီးလူပြိုကြီးဖြစ်သွားတာတွေရှိသလိုအချို့ကလည်းငငယ်ရွယ်မိကောင်ပေါ့ရွှဲမာတွေယောက်ျားရမိမရသွားတာတွေလည်းရှိပါသေး။အနုပညာလောကထဲမှာဂုံမစောနဲ့အပြိုကြီးမိသမီးတွေရှိသလိုအချို့ကလည်းလက်တော့လောက်ရွယ်နဲ့ယောက်ျားရသွားကြတဲ့အမျိုးသမီးနုပညာရှင်တွေလည်းရှိတာပါ။ဒီဗီဒီယိုထဲမှာတော့မြန်မာနိုင်ငံမှာငငယ်ရွယ်နဲ့ ။လင်ရအိမ်နောက်ကြာသွားကြရင်အမျိုးသမီးနုပညာရှင်၃ယောက်ကိုပြောပြပေးမှဖြစ်ပါရင်။နံပါတ်၁မိကပြရုပ်ရှင်နဲ့ဗီဒီယိုလောကမှာနမေကြီးမင်းသမီးတလဲဖြစ်ခဲ့မှုတဲ့မိကပြဟာလေအသက်ငယ်ငယ်ရွယ်နဲ့အိမ်နောက်ကြာဖို့သူပါ။မိကပြစေကျော်တဲ့ရွှေမာပဲယောက်ျားနောက်ကိုလိုက်ပြေးသွားတာဖြစ်တယ်လို့ဆိုပါရင်။ဒါကြောင့်လည်းမိကပြရဲ့မိဘတွေဟာတမီးကိုပူတပြင်းရှာဖွေကြရပါရင်။အဲနာမှာတော့မိကပြတမီးလေးတယောက်မွေးခဲ့တာပါ။အိမ်နောက်မှာပဲတယောက်စာမင်းသမီးမိကပြဟာတမီးလေးဖေဖေခင်မုန်းတယ်နဲ့သဘောထားချင်းမတိုက်ဆိုင်မဲအိမ်နောက်ကြီးကွာရှင်းက single မသား ဖြစ်ကိုခံယူခဲ့ပါတယ်။ထို့ကြတာကတော့မိခင်ပြားဟာအိနာကွဲကလေးရကစင်ငယ်မသားဖြစ်တော့မှအနုပညာလောကမှာထိတ်တဲအောင်မြင်တဲ့မိသမီးဖြစ်ခဲ့တာပါ။ပုံမဲ့ဆိုရင်အနုပညာလောကကရုပ်ရှင်မိသမီးတွေဟာအပြုံမအောင်မြင်တာဖြစ်ကအိနာကျကလေးရရင်အနုပညာဆန်းကြတတ်ပါတယ်။ဒါပေမဲ့လည်းမိခင်ပြားဟာအိနာကျကလေးရပြီးမှအောင်မြင်လာတဲ့ရှာရှာပါပါအနုပညာရှင်တဦးဖြစ်တမယံမှာပါ။နမနဲ့ရိုးရီလေးမို့အနုပညာလောကထဲမှာငငယ်ရွယ်နဲ့ယောက်ျားယူကြတဲ့သူတွေအကြောင်းပြောတဲ့အခါထိတ်ဆုံးလာလို့ပြောများတာကတိရုပ်စာမင်းသားလွေမိုးရဲ့ မီးရိုးရီလင်မိုးပါရိုးရီလင်မိုးကနမဲကြီးမင်းသားလင်မိုးရဲ့သမီးချောလေးဖြစ်တယ်လို့ရိုးရီချောမော်လာပါနေတာကြောင့်ငရေစင်ကလေးကပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကိုခံရတာဖြစ်ပါတယ် ရွှေဝေလီမိုးဟာစေကျော်တဲ့အရွယ်မှာနုပညာလှူရှာမှုတွေလုပ်တော့လေပရိသတ်တွေကတော့ရွှေဝေလီမိုးကိုဖခင်လွေမိုးလို့အောင်မြင်တဲ့ထိတ်တဲနုပညာရှင်ဖြစ်လာမယ်လို့အားလုံးကထင်ကြည်ပေးကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းရွှေဝေလီမိုးကတော့အသက်၈၉ဝန်းကျင်ရွယ်မှာပဲအော်စတြေးလျနိုင်ငံမှာနေထိုင်ကပြင်သာသင်ကြားနေစဉ်ထဲဦးနိုင်ဆိုတဲ့မြန်မာပြည်ကလူငယ်လေးတယောက်နဲ့တူလူငယ်တဘာဝမြတ်တာများကလက်ထပ်ခဲ့တာဖြစ်ပါတယ်။ဒါပြင်သားလေးတယောက်ပါရခဲ့သေးတာပါ။ဒါပေမဲ့လည်းခုကမှတော့ရွှေဝေလီမိုးဟာခင်မုန်းတဲ့အိမ်တော်ရေးစင်ပြေဖြစ်ကွာရှင်ပြီးစင်ငယ် ားသားဘွားနဲ့တူသားလေးနဲ့နေထိုင်နေတာဖြစ်ပါရည်။နံပါတ်3ရွှေမုံရည်။ငငယ်ရွယ်နဲ့လင်းထားယူတဲ့မြို့သမီးနုပညာရှင်တယောက်ကတော့ရွှေမုံရည်ပါ။အားလုံးသိကြတဲ့အတိုင်းနုပညာလောကမှာရွှေမုံရည်ဟာအခြားမင်းသမီးတွေနဲ့မတူဘဲနဲ့ထူးခြားတဲ့ကိုပိုင်းစတိုင်တရုပ်ဆောင်ပုံလေးနဲ့တူပရိသတ်တရဲ့အားပေးမှုကိုခင်ရသူဖြစ်ပါရည်။ရွှေမုံရည်ဟာအသက်16နှစ်အရွယ်မှာတည်းနိုင်ငံကျော်မင်းသမီးဖြစ်နေသူပါ။ဒါကြောင့်လေရွှေမုံရည်ဟာနုပညာလောကမှာအများကြီးအမြင်လာအောင်တရုပ်ဆောင်မင်းသမီးဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါရည်။ဒါပေမဲ့လေရွှေမုံရည်ဟာရုပ်တရက်ကောက်ခငင်ကအစိုးရ ော်ရွှေထူးနဲ့လက်ထပ်လိုက်တာပါ။ဒါကြောင့်လည်းနုပညာလောကမှာရှင်မောင်ရည်ကိုငငယ်ရွယ်နဲ့လင်းယူတဲ့အမျိုးသမီးနုပညာရှင်ဖြစ်တမယာမှာဖြစ်ပါရင်။နမလေးအေတင်ချိုဆွေငငယ်ရွယ်နဲ့အီဇာတာယောက်ျားယူတဲ့နုပညာရှင်နောက်တစ်ယောက်ကတော့အေတင်ချိုဆွေဖြစ်ပါရင်။အေတင်ချိုဆွေဟာစကြောသက်ရွယ်မှာအောင်မြင်တဲ့ထိတင်းဆိုတော့ဖြစ်လာပြီးနောက်ရီစာချစ်သူထားခဲ့ပြီးကိုဝင်ရခဲ့ပါရင်။ ဒါပေမဲ့လည်းကလေးဖေကတာဝေမျိုးလိုအေးသေးချိုဆွေတယောက်စီကဲမသားဖြစ်ခဲ့ရတာဖြစ်ပါရင်အခုပြပြခဲ့တာကတော့ငရေရွယ်နဲ့ယောက်ျားယူကြတဲ့အမျိုးသမီးနှစ်ပညာရှင်တွေပါဒီထဲမှာမိကပြားနဲ့ရွှေမရတီကလွဲရင်ကျန်တဲ့ရိုးရီလီမိုးနဲ့အေးသေးချိုဆွေဟာအိမ်တော်ရေးအဆင်မပြေကြတာကိုတွေ့ရပါရင်ပရိသတ်တရားရောငရေရွယ်နဲ့အိမ်တော်ပြုတဲ့သူတွေကိုဘယ်လိုမြင်ကြလဲဆိုတာပြောခဲ့ပေးပါဦးရှင်